အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမြဝေယျ channel ကနေကြိုဆိုပါတယ်ဓမ္မတုတ္တမြဝေယျ channel ကဆိုလို့ရှိရင်ဓမ္မရေးရာ အဖျားပြတုတ္တရေးရာအဖျားပြတို့ကို ပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မြဝေသွားမှာကတော့ကိုမကုတူကောင်းမှုကံမရှိဘူးဆိုလို့ရှိရင်မြတ်စွာဘုရားတောင်းမမမဆနိုင်ပါဘူးဆိုတဲ့အကြောင်းအရာပါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာအနန္တတကုရှင်ဖြစ်ပါတယ်အနန္တတကုရှင်ဖြစ်ပေမဲ့လို့လူတယောက်ဒုက္ခရောက်နေလို့ရှိရင်အကုသိုလ်ကံတွေကြီးမားလွန်းမှုနေတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကကယ်လို့မရပါဘူးမကယ်နိုင်ပါဘူး ကုသိုလ်မပါရင်လည်းမြတ်စွာဘုရားကမမဆနိုင်ပါဘူးလောကမှာကိုယ်ခွင်နေကြတဲ့ပုံကိုယ်ရည်လိုက်တချို့ပုံကိုယ်ရည်ကမရတဲ့ဘုရားကိုကိုယ်ခွင်ချပါတယ်ဘုရားသခင်ကမရတယ် ਨੇ ပြောကြတယ်တကယ်တော့ဘုရားသခင်ကမတာမဟုတ်ပါဘူးကံကမတာပါ ကိုပြုလုပ်ခဲ့တဲ့ကိုဆောင်ရွက်ခဲ့တဲ့ကံတွေကသာမတာဖြစ်ပါတယ် တလွဲသွားပြီးတော့လွဲမစွာထင်းနေမယ်ဆိုလို့ရှင်ဟင်ဒါကမာယွန်းတဲ့အမြင်တစ်ခုပဲဖြစ်ပါတယ်ကိုကိုတကယ်မှတာကဖျားမဟုတ်ပါဘူးကိုပြုခဲ့တဲ့ကံတရားတွေပဲဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကတရားဓမ္မဟောလို့တရားသူတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တယောက်ကိုအေဟိဘိက္ခုချစ်တယဟန်လာခဲ့လို့သာသနာတော်မှာဖိတ်ခေါ်လိုက်တဲ့အခါလူအသွင်ပြောက်ပြီးတော့ယဟန်အသွင်ရောက်လာ ာတယ်ဆိုတာပြိခရာ၈ပါးလှူပြီးတော့စူတောင်းခဲ့တဲ့ပုံပေါ်မှာရတာပါ လူတိုင်းကိုလှုပ်ပေးခြင်းလို့မရပါဘူးအကယ်၍သာရမယ်ဆိုလို့ရှင်ရင်မြတ်စွာဘုရားကကရုဏာရှင်ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းကို ချမ်းသာအောင်လှုပ်ပေးမှာပေါ့ဒါဖြစ်နိုင်မှာမလားမဖြစ်နိုင်ပါဘူးကံမပါလို့ရှင်ရင်ဘာမှကိုကယ်တင်လို့မရပါဘူးပုံဝိထုအရကလေးတစ်ခုရှိပါတယ် အဲ့ဒီဒါဒကာလေးကိုမျှဝေချင်ပါတယ်တိတ်ဆင်းရဲနေတဲ့လူတယောက်ကိုမချင်တယ်မချင်တော့ဘယ်လိုလုပ်တော့ဆိုရင်အဲ့ဒီလူကဒီလမ်းကနေအမြဲတမ်းလမ်းသွားတယ်သွားတိုင်းသွားတိုင်းသူက အပေါ်ကိုမော့ချပြီးသွားလိရှိတယ်ဒါကြောင့်မို့လို့သူ့ကိုမချင်လို့မလို့ပစ္စည်းပေးချင်လို့ ။ "तू आ အပေါ်မော့ပြီးသွားလေရှိလို့မလို့သူမြင်အောင်လို့ဆိုပြီးပစ္စည်းလေးတစ်ခုကို အပေါ်မှာချိတ်ထားတယ်။အဲ့ဒီနေကြတော့ तू ကခေါင်းငုံပြီးသွားတယ်။အဲ့ဒီတော့ "ఓ ဒီနေ့ तू ကခေါင်းငုံသွားတာပဲ ဆိုတော့နောက်ရကြတော့အောက်ချပေးထားတယ်။အဲ့ဒီတော့ကြတော့ तू ကအဲ့ဒီနေကြမော့ပြီးသွားပြန်ရော။အဲ့လိုမျိုးပဲကံမရှိတဲ့လူကြတော့ကြံဖန်ပြီးတော့ကို လွဲရပါတယ်။ကူညီခြင်းလို့မရပါဘူး။ ကံကမပေးရင်ဘာမှမရပါဘူး။ဒါကြောင့်ကံကောင်းအောင်သာလုပ်ပြီးဖို့လိုပါတယ်။တရားမင်းဒီဘဝရောက်စဉ်တုန်းကမာဂလူလင်ရဲ့ဝိထုကိုဖတ်ဖူးကြပါလိမ့်မယ်။မာဂလူလင်ဘဝကအငယ်ဆုံးဇနီးကိုသူဇာတာလို့ခေါ်ပါတယ်။သူဇာတာကသူ့ကိုယ်သူဖြီးလိမ်အလှပြင်ပြီးတော့နေပါတယ်။ကုသိုလ်ကောင်းမှုလုံးဝမလုပ်ပါဘူး။ မလုတ်တဲ့အခါတေတော့ဘာဖြစ်သွားတော့ဆိုဗျိုင်းမသွားဖြစ်ပါတယ်။တရားမင်းကြီးကအဲ့ဒီဗျိုင်းမကိုနတ်ဖြစ်အောင်သူကလုတ်မပေးနိုင်ပါဘူး။ဘာလုတ်တော့ဆိုတော့နီလန်းပေးပါတယ်။ဗျိုင်းဆိုတာမျိုးကငါကိုတတ်စားတဲ့တိလိษံမျိုးပါပဲ။ပါဏာတိပါဒကံကျူးလွန်တဲ့အကောင်မျိုးပေါ့။အဲ့တော့ပါဏာတိပါဒဝေရာမဏိသူအသက်တတ်တဲ့ကျူးလွန်တဲ့ကံကို တီလာဆောက်တီခိုင်းပါတယ်။တရားမင်းက သူ့စီကို ခေါ်ချင်တာပါ။ဒါပေမဲ့ဒီတိုင်းခေါ်လို့မရပါဘူး။ဘာလို့ရလဲ။တီလာကျင့်ရပါတယ်။သူကိုယ်တိုင်တီလာကျင့်ရပါတယ်။အဲ့တော့ဗျိုင်းမကတီလာကို ဆောက်တီတဲ့အခါဗျိုင်းဘဝကလွတ်ပြီးတော့လူဘဝရောက်လာပါတယ်လူဘဝရောက်တော့တရားမင်းက လိုက်ပြီးတော့ဆောက်ရှောက်ပါတယ် နတ်ပြည်မှာဖြစ်လာအောင်တိလကိုထပ်ပြီးတော့စောက်တီခိုင်းပါတယ်တိလကိုခိုင်းခိုင်းမာမာစောက်တီလိုက်ပြီးဆိုတော့မှ သူကတတရားဘဝမှာနတ်ပြည်ရောက်သွားပါတယ်။ဒါကြောင့်မို့လို့လောက လူသားတိုင်းလူသားတိုင်းဟာကုသိုလ်ကောင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်နေဖို့လိုပါတယ်။ဒါနသီလဘာဝနာဆိုတဲ့ ုသိုလ်ကောင်းမှုနေ့စဉ်နေ့တိုင်းငါဒီနေ့ဘာကုသိုလ်ကောင်းမှုလုပ်ပြီးပြီလဲအကုသိုလ်တွေဘလောက်များပြုပြီးနေလဲဆိုတာကိုကိုကိုအမြဲတမ်းစင်ကျင်သုံးသပ်ပြီးတော့လူဘဝရလာတော့မှ အမြတ်ရအောင် ယူသွားဖို့လိုပါတယ်လို့ဘာမောက်ခါချုပ်ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမဟာရာပြည်ဝင်သားကဟောကြားတော်မူထားပါတယ်